ဒီနေ့မှာတော့ကမ္ဘာအကြီးဆုံးစစ်ပွဲတစ်ခုဖြစ်တဲ့ရုရှားယူကရိန်းပဋိပက္ခရဲ့နောက်ွယ်ကအမှန်တရားတွေကိုဖော်ထုတ်သွားမှာဖြစ်ပါတယ်။ရုရှားပြည်သူတွေရဲ့စစ်ပွဲပေါ်ခံစားချက်တွေဘယ်လိုရှိနေမလဲ။ပရီโกဇင်ရဲ့ပုံကံမှုကခရမလင်ကိုဘယ်လိုလှုပ်ခါသွားလဲ။နေတိုးရဲ့အံအားသင့်စရာဆုံးဖြတ်ချက်အစ်စ်တွေကဘာတွေလဲ။ရုရှားရဲ့စီးပွားရေးဘယ်လိုကျဆင်းနေလဲဆိုတာတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရုရှားရဲ့ latest scan တွေပေါ်ယူကရိန်းရဲ့ထိုးစစ်တွေကရုရှားရဲ့မဟာဗျူဟာမြောက်ဘုံကျဲလေယာဉ်တွေရဲ့ သုံးပုံတစ်ပုံလောက်ကိုပြက်စီးစေခဲ့တယ်လို့ယူကရိန်းကပြောပါရယ်။ရုရှားသမ္မတဗလာဒီမာပူတင်ကတော့ယူကရိန်းရဲ့ဒရုန်းတိုက်ခိုက်မှုတွေအတွက်လက်စားချေမယ်လို့ကတိပြုထားပါရယ်။ရုရှားကစစ်ပွဲဆကတဲ့ကကျွန်တော်တို့ပြောခဲ့တဲ့အတိုင်းပဲသူတို့ငြိမ်းချမ်းရေးမလိုချင်ဘူး။ယူကရိန်းမှာနိုင်ရကျင်နေဆိုတာအခုတော့ဝန်ခံလိုက်ပါပြီ။ဒါကိုအခုလက်ရှိငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်နေတဲ့အစ္စတန်ဘူမှာရုရှားကတောင်းဆိုနေတဲ့ချက်တွေမှာရှင်းရှင်းလင်းလင်းတွေ့ရပါရယ်။ဒါကြောင့်နေတိုးကလည်းနောက်ဆုံးတော့ ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါပြီ။ NATO တွင်မှုချုပ်ကယူကရိန်းကိုနောက်လာမယ့် NATO အစည်းအဝေးကိုဖိတ်ကြားမယ်လို့ကြေညာခဲ့ပါတယ်။ရုရှားကောင်းဆောင်တွေဘာတွေပြောနေလဲ။ NATO ကယူကရိန်းကိုဘာလို့ဖိတ်တာလဲ။အရင်ဆုံးရုရှားရဲ့ရခိုင်သမ္မတဖြစ်ပြီးလက်ရှိလုံခြုံရေးကောင်စီဒုတိယဥက္ကဋ္ဌဒီမီထရီမက်ဗယ်ဒီဖ်ရဲ့ထုတ်ပြန်ချက်ကိုကြည့်ရအောင်။သူကလက်စားချေမှာကိုစိုးရိမ်နေသူအားလုံးစိုးရိမ်တင်ပါတယ်။လက်စားချေမှုကရှောင်လွှဲလို့မရပါဘူး။ ံပါတ်1ကျွန်တော်တို့စစ်တပ်ကဆက်လက်ကြီးတက်သွားမှာပါပောက်ကွဲတင်တာမှန်သမျှပောက်ကွဲမှာဖြစ်ပြီးဖြတ်စည်းတင်သူတွေမှန်သမျှပျောက်ကွယ်သွားမှာပါနံပါတ်2အစ္စတန်ဘူမှာဆွေးနွေးမှုတွေဟာလက်တွေ့မကျတဲ့အခြေအနေတွေပေါ်အခြေခံထားတဲ့အတွက်ပြေလည်မှုရဖို့မဟုတ်ပါဘူးလို့ပြောခဲ့ပါတယ်ဒါကရုရှားကငြိမ်းချမ်းရေးမလိုခြင်းပဲအနိုင်ရခြင်းနဲ့ဆိုတာရှင်းရှင်းလင်းလင်းပြနေပါတယ်။ဒါပေမဲ့ဒါကရှေ့တန်းကလက်တွေ့အခြေအနေနဲ့မကိုက်ညီပါဘူး။စဉ်းစားကြည့်ပါ။အီရတ်ကို၃နှစ်ကြာတိုက်ပြီး လူတန်းချီထိခိုက်မှုတွေရှိခဲ့တာတော့နိုင်ငံရဲ့20ရာခိုင်နှုန်းအောက်သာထိန်းချုပ်နိုင်ခဲ့တယ်ဆိုရင်အဲ့ဒါကိုအနိုင်လို့တောင်မှတ်ယူလို့ရမှာမဟုတ်ပါဘူးဒါဟာဘယ်နိုင်ငံအတွက်မဆိုကြီးမားတဲ့ဆုံးရှုံးမှုပါပဲဒါပေမဲ့ဘာအကြောင်းကြောင့်မှန်းမသိရုရှားကောင်းဆောင်တွေကဒီအခြေအနေကိုအောင်ပွဲဖြစ်ပုံဖော်ဖို့ကြိုးစားနေပါတယ်အာဂရီလိုက်စားမှုအကြောင်းပြောမယ်ဆိုရင်ဗလာဒီမာပူတင်ကိုကြည့်အောင်ပါသူ့ရဲ့ဖေကရုရှားမှာစပုံမှုတစ်ယောက်ဖြစ်ခဲ့ပြီးအခုတော့ပူတင်ဟာဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့အိမ်တွေပိုင်ဆိုင်နေပါတယ် ်ပူတင်ဟာရုရှားပြည်သူတွေကိုဝန်ဆောင်မှုပေးပြီးဒါရီရခဲ့တာလို့မထင်ပါဘူးရုရှားရဲ့စီးတဲ့ဥစ္စာနဲ့ရုရှားနိုင်ငံသားတွေကိုအမျက်ထုတ်ပြီးရခဲ့တာပါအခုပူတင်ကဒီစစ်ပွဲကိုမရက်စေချင်ပါဘူးဘာလို့လဲဆိုတော့ဒီစစ်ပွဲရက်သွားရင် သူ့အာဏာလက်လွတ်ဆုံးရှုံးသွားမယ်ဆိုတာသူသိနေလို့ပါဒါကြောင့်သူကဒီစစ်ပွဲကိုတက်နိုင်သမျှကြာကြာဆက်လုပ်ချင်နေတာပါဒီနေရာမှာပူတင်ရဲ့ရုရှားနိုင်ငံကအခြေအနေကိုနားလည်ဖို့အရေးကြီးပါတယ် ီးကြတဲ့လနိုင်ငံကပရီโกဇင်ပုံကန်မှုဖြစ်ပြီးကြတဲ့ကပူတင်ဟာမော်စကိုမှာလုံခြုံတယ်လို့မခံစားရပါဘူးသူ့ပတ်ဝန်းကျင်ကလူတွေဟာသူ့ကိုအကွက်ကြကြလှုပ်ကြံမှုအစီအစဉ်ဆွဲနေတယ်ဆိုတာသူသိပါတယ်ကတ်စကရုရှားနိုင်ငံသားတွေဟာယူကရိန်းစစ်သားတွေကိုမကြောက်ကြပဲသူတို့မျိုးကိုတိမ့်ပိုက်ခံရတဲ့အတွက်ပူတင်အစိုးရကိုဓာတ်ရိုက်အပြစ်တင်ခဲ့ကြပါတယ်ပူတင်ပါလို့တိစစ်ပွဲကိုစတာလေဒါကဘလို့မှအကူအညီမဖြစ်ဘူးစတဲ့မေးခွန်းတွေထုတ်လာခဲ့ကြပါတယ် ဒါဟာစစ်ပွဲကြောင့်ပြည်သူတွေဒုက္ခရောက်နေပြီးပူတင်ရဲ့ဆုံးဖြတ်ချက်တွေကိုမကျေနပ်ကြဘူးဆိုတာပြသနေပါဗျ။မြို့သားအများစုကအသက်ကြီးပိုင်းတွေဖြစ်ကြပြီးအသက်50အောက်လူငယ်တွေဟာမြို့ကနေထွက်ပြေးကုန်ကြတဲ့အတွက်မိသားစုတွေလည်းကွဲကွာနေရပါဗျ။သူတို့ဟာတိမ့်ပိုက်မှုကိုလက်ခံခဲ့ကြပြီးပြန်တိုက်ဖို့ဒါမှမဟုတ်ရုရှားစစ်တပ်စီကလက်နက်တောင်းဖို့ကြိုးစားခဲ့ခြင်းမရှိခဲ့ပါဘူး။ဒီအချက်တွေကရုရှားပြည်သူတွေအကြမ်းမှာစစ်ပွဲအတွက်ထောက်ခံမှုနေပါပြီးခုခံလို့စိတ်မရှိကြောင်းထင်ရှားစေပါတယ်။ ပြီးခဲ့တဲ့နှစ်ကဝါကနာအဖွဲ့ခေါင်းဆောင်ပရီဂိုဇင်ကရော့စတော့မြို့တွေကိုဝင်ရောက်ပြီးရုရှားစစ်တပ်ခေါင်းဆောင်ပိုင်းကိုဖျောက်ချဖို့ကြိုးစားခဲ့တဲ့ဖြစ်ရပ်ကရုရှားရဲ့အခြေအနေကိုပိုပြီးရှင်းရှင်းလင်းလင်းပြသခဲ့ပါတယ်။ပရီဂိုဇင်တရားရော့စတော့မြို့ကိုရောက်လာတော့ကရုရှားနိုင်ငံသားတွေက သူ့စစ်သားတွေကိုအစားအသောက်ဝိုင်းရေရီပေးပြီးပန်းတွေနဲ့တောင်ကျူးစိုးခဲ့ကြပါတယ်။ဒါကအစိုးရကိုမကျေနပ်တဲ့သူတွေရှိပြီးပရီဂိုဇင်ကိုတနည်းတစ်ပုံထောက်ခံခဲ့ကြတယ်လို့ပြသနေပါတယ်။ ပို့ပြီးအရေးကြီးတာကတော့ပရီโกဇင်လာနေတာကိုလူတိုင်းသိနေခဲ့ပြီမယ်ရုရှားရဲတွေနေကြားဆောင်တပ်တွေအမျိုးသားဆောင်တပ်တွေ ਨੇ ရုရှားစစ်တပ်ကိုယ်တိုင်ကသူ့ကိုတားဆီးဖို့မကြိုးစားခဲ့ပါဘူးလေကြောင်းတိုက်ခိုက်မှုတောင်မလုပ်ခဲ့ပါဘူးရုရှားစစ်ဘက်ကောင်းဆောင်တွေကသူနဲ့ကော်ဖီတောက် secret တောက်ပြီးစကားပြောခဲ့ကြတာကို online မှာ video တွေရှိပါတယ်ဘာလို့ဘသူမှမတားခဲ့လဲဆိုတော့ရုရှားစစ်ဘက်ကောင်းဆောင်ပိုင်းကဘသူနိုင်မလဲဆိုတာမသေးကြလို့ပါပဲသူတို့ကပရီโกဇင်အာနာရသွားနိုင်တယ်လို့ထင်ခဲ့ကြပြီး ပူတင်အာနာဒီမြဲမလားဆိုတာမသိကြတာကြောင့်မော်စကိုကထိတ်တန်းကောင်းဆောင်တွေတမရဟောင်းမက်ဗက်ဒစ်ဖ်ဘာသာရေးကောင်းဆောင်ပက်ထရစ်ကီရေရိုတို့ပုံကိုယ်တွေပါတိတ်ဆိတ်နေကြတာဖြစ်ပါတယ်။ဒါဟာသူတို့အနေနဲ့ဘသူ့ဘက်ကယက်တီရမှန်းမသိပဲအခြေအနေကိုစောင့်ကြည့်နေကြတယ်ဆိုတာပြသနေပါတယ်။တမရဟောင်းမက်ဗက်ဒစ်ဖ်လို့ပုံကိုယ်တွေဟာတတိယကမ္ဘာစစ်ဖြစ်နိုင်ခြေရှိကြောင်းနျူကလ িয়ার စစ်ပွဲနဲ့ချင်းချောက်တာတွေကိုအမြဲတမ်းလိုလိုလုပ်နေတာတွေ့ရပါတယ်။ဒါပေမဲ့ပူတင်ကတော့ ကျွန်တော်တို့တတိယကဘာစစ်စမယ်ဆိုပြီးဘယ်တော့မှတိုက်ရိုက်မပြောပါဘူး။သူကတခါတလေတွယ်ဝိုက်ပြီးပြောတတ်ပေမဲ့ဒါတောင်အရင်ပြင်းထန်အရန်ပြင်းထန်တဲ့အခြေအနေမှပါ။ပူတင်ရဲ့အခန့်ကဏ္ဍကတော့သူကပြဿနာတွေအားလုံးကိုအလေးနက်ထားတဲ့တန်တမန်တယောက်လိုနေထိုင်ပြဖို့ပါပဲ။အာနာရှင်စနစ်အောင်မှာလူတိုင်းမှာသူ့နေရာနဲ့သူအခန့်ကဏ္ဍတွေရှိပါတယ်။ပူတင်ရဲ့အောက်ကလူတွေကတော့တိုက်ခိုက်ရေးခွေးတွေဖြစ်ရပါတယ်။ဒါကြောင့်မက်ဖက်ဒေးလိုလူတွေခရမလင်ကထောက်ပံ့တဲ့မီဒီယာတွေက ကျွန်တော်တို့တတိယကဘာစစ်စနိုင်တယ်ဆိုပြီးအရန်ကိုပြင်းထန်တဲ့ဝါဒဖြန့်ထုတ်ပြန်ချက်တွေထုတ်နေရတာဖြစ်ပါတယ်။ရုရှားကနယူးယောက်ဝါရှင်တန်ပဲရစ်နဲ့ဘာလင်တို့ကိုနျူကလ িয়ার လက်နက်နဲ့တိုက်ခိုက်မယ်လို့ချိန်ချောင်းနေပေမဲ့တကယ်တမ်းကျတော့အဲ့ဒီလိုလုပ်မှာမဟုတ်ပါဘူး။ဒါပေမဲ့သူတို့အနေနဲ့ခိုင်မာတဲ့အင်အားရှိတယ်ဆိုတာကို ပြသဖို့လိုအပ်တယ်လို့ခန်းစားရပါတယ်။ဘာလို့လဲဆိုတော့ရုရှားထိပ်တန်းကောင်းဆောင်တွေကအဲ့ဒီလိုစကားမျိုးဘယ်တော့မှမပြောကြလို့ပါပဲ။ ်ပူတင်ရဲ့ပြောရေးဆိုခွင့်ရှိသူဒီမီထရီပက်စကော့ကလည်းအဲ့ဒီလိုစကားမျိုးဘယ်တော့မှမပြောပါဘူးပြီးခဲ့တဲ့ပတ်ကထရန့်ကပူတင်ယူသွားပြီလို့ပြောလုံးကတော့ပက်စကော့ကအဲ့ဒီစကားကိုကျွန်တော်တို့ပုံကုန်ရေးအရာအတိမယူပါဘူးထရန့်ဟာအခုဖိအားတွေအများကြီးခံစားနေရတယ်ဆိုတာကိုကျွန်တော်တို့နားလည်ပါတယ်ကျွန်တော်တို့နိုင်ငံတွေကြားငြိမ်းချမ်းရေးရဖို့သူလှုပ်ခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့ MFF Day ကတော့ကျွန်တော်တို့တတိယကမ္ဘာစစ်စတော့မယ်လို့ပြောခဲ့ပါတယ် သူတို့ဟာမတူညီတဲ့အခန်းကဏ္ဍတွေကနေပါဝင်နေကြတာပါပူတင်ရဲ့ကိုယ်စားလှယ်ကတော့သူတို့ဟာအခြေအနေတွေပေါ်မှာအလေးနက်ထားတဲ့တန်တမန်တွေဖြစ်ကြောင်းပြသရပါတယ်ဒါကရုရှားပြည်သူတွေမြင်ကျင်တဲ့ပုံစံပါပဲဒါပေမဲ့အယူလိုတရုတ်ဆောင်ရမယ့်သူတွေကတော့ဝါရဖြန့်ချီရေးသမားတွေဖြစ်တဲ့ဆိုလိုဂျော့ဖ်နဲ့တခြားလူတွေအရသမားသမရဟောင်းဒီမီထရီမက်ဗတ်ဒေးဗ်တို့ဖြစ်ပါတယ်သူတို့ရဲ့အခန်းကဏ္ဍကတော့စစ်ပွဲချင်းချောက်တဲ့သူတွေလောက်ရတာပါပဲကဘာကြီးဟာ ရုရှားကငြိမ်းချမ်းရေးမလိုချင်ဘူးဆိုတာကိုဖြည်းဖြည်းချင်းသိလာနေပါပြီ။ဒါကြောင့် NATO ကလည်းလှုပ်ရှားလာပါပြီ။ NATO ကယူကရိန်းကိုပုံမကူညီဖို့ကြိုးစားနေပါတယ်။မကြသေးခင်က NATO တွင်းမှုချုပ်ကယူကရိန်းကိုနောက်လာမယ့် NATO ထိပ်သီးအစည်းအဝေးကိုဖိတ်ကြားမယ်လို့ကြေညာခဲ့ပါတယ်။ဒါကယူကရိန်း NATO ဖွဲ့ဝင်ဖြစ်လာမယ်လို့ဆိုလိုတာမဟုတ်ပေမဲ့ NATO ကယူကရိန်းကို ပို့ပြီးထောက်ခံဖို့ပွင့်ပွင့်လင်းလင်းရှိတယ်ဆိုတာပြသနေပါတယ်။ ယူကရိန်းကို NATO ဖွဲ့ဝင်မဖြစ်ဘဲလုံခြုံရေးပေးနိုင်မယ့်နည်းလမ်းကိုရှာဖွေနေပါတယ်။ဘာလို့လဲဆိုတော့ American ကယူကရိန်းအနေနဲ့ NATO ဖွဲ့ဝင်ဖြစ်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ရှင်းရှင်းလင်းလင်းပြောထားလို့ပါပဲ။အတွေ့အမှုချုပ်ရဲ့ပြောကြားချက်အရယူကရိန်းကို ထိပ်သီးစည်းဝေးဖိတ်ကြားထားပြီး အသေးစိတ်အစီအစဉ်ကိုတက်နိုင်သမျှမြန်မြန်ဆက်လုပ်သွားမှာပါ။ NATO ယူကရိန်းကောင်စီကိုလည်းမနက်ဖြန်မှလှုပ်ဆောင်သွားမှာဖြစ်ပြီးဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမှာပါ။ဒီလိုလှုပ်ရှားမှုတွေနဲ့အတူ American ပြည်ထောင်စုက ရုရှားပေါ်ပိတ်ဆို့အေးအေးမှုအစ်စ်တွေကိုစတင်နေတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်လာပါတယ်။ဒါကိုဥရောပသမဂ္ဂနဲ့ပူးပေါင်းလှုပ်ဆောင်သွားမှာဖြစ်ပြီးယူကရိန်းတွက်အရန်ကောင်းတဲ့လက္ခဏာပါပဲ။ဒီပိတ်ဆို့အေးအေးမှုကအမေရိကန်အထက်လွှတ်တော်မှာတင်ထားတဲ့ပိတ်ဆို့အေးအေးမှုနဲ့မတူပါဘူး။အထက်လွှတ်တော်မှလင်းစီဂရေဟန်ကရုရှားကိုစစ်ပွဲအတွက်ကူညီနေတဲ့ဘယ်နိုင်ငံမှမဆိုတန်ခတ်ပိတ်ဆို့မှုတွေခံရမယ်လို့ဥပဒေကြမ်းတစ်ရပ်တင်သွင်းထားပါတယ်။ ဒါတွေထဲမှာရုရှားရင်နဲ့ဝယ်ပြီးစစ်ပွဲအတွက်ငွေကြေးထောက်ပံ့နေတဲ့အီရန်တရုတ်နဲ့အိန္ဒိယတို့လည်းပါဝင်ပါတယ်။ဒီနိုင်ငံတွေကအမေရိကန်နဲ့ကုန်သွယ်ခြင်းနဲ့ဆိုရင်ရုရှားရင်နဲ့ကိုဆက်ဝယ်မယ်ဆိုရင်900ရာခိုင်နှုန်းလောက်အခွန်အခတွေပေးဆောင်ရမှာပါ။ဒီလိုဖြစ်လာရင်ဒီနိုင်ငံတွေကရုရှားရင်နဲ့ဝယ်တာကိုရပ်သွားလိမ့်မယ်။ရင်နဲ့ကနေဝင်ဝေးပေါ်အယမ်းမိခိုးနေရတဲ့စီးပွားရေးတစ်ခုအတွက်ဒါကမကောင်းတဲ့သတင်းပါပဲ။အထူးသဖြင့်လွန်ခဲ့တဲ့လအနေငယ်ကရေနံစည်းတွေတိတိတသာကျဆင်းနေတာကိုထည့်တွက်ရင်ပေါ့ ပြီးခဲ့တဲ့ဧပြီလနဲ့ရှင်ရင်ရုရှားရဲ့ရင်းနှံဝင်ငွေ52ရာခိုင်နှုန်းကျဆင်းခဲ့ပြီးဒါဟာတစ်နှစ်ကျော်အတွင်းအနှိမ်ဆုံးပါရင်းနှံစိမ်းနှုန်းနှိမ့်ချမှုနဲ့တစိမ့်တစ်ပိုင်းပိတ်ဆို့ရေးယူမှုတွေရဲ့အကျိုးသက်ရောက်မှုပါပဲဒီပိတ်ဆို့ရေးယူမှုအစ်တွေကရုရှားရဲ့စက်မှုလုပ်ငန်းကိုပိတ်မှတ်ထားတာထက်ဝင်ငွေကိုပိတ်မှတ်ထားမှာပါဘာလို့လဲဆိုတော့ရုရှားမှာစက်မှုလုပ်ငန်းကအများကြီးမရှိလို့ပါပဲသူတို့ကကြီးမားတဲ့စီးပွားရေးနိုင်ငံမဟုတ်ပါဘူး꽌လွန်သွားပြီဖြစ်တဲ့အထက်လွတ်တော်မှ ဂျွန်မကိန်းပြောခဲ့တယ်လို့ပါပဲရုရှားဆိုတာနိုင်ငံတစ်ခုလိုဟန်ဆောင်ထားတဲ့မာဖီးယားအစိုးရတရက်ကအုပ်ချုပ်နေတဲ့တပ်စီဆိုင်တစ်ခုပါပဲတဲ့ဒါကအမှန်ပါပဲရေနံစည်းတွေနဲ့ရေနံဝင်ငွေတွေကိုပိတ်မှတ်ထားနိုင်ရင်ပူတင်ဟာဆိုဗီယက်အင်ပါယာကို ပြန်တီဆောင်မဲ့သူ့ရဲ့အိမ်မက်တွေကိုလက်လျှော်ရပါလိမ့်မယ်အမှန်တကယ်တော့ရုရှားပြည်သူတွေတောင်ဒီစစ်ပွဲကိုအဆုံးသတ်ချင်နေကြပါပြီသူတို့ကငြိမ်းချမ်းရေးနဲ့ရေရှည်တည်တဲ့စီးပွားရေးကိုလိုချင်ကြပါတယ်ဘာလို့လဲဆိုတော့ ရုရှားထုတ်လုပ်နေတဲ့အရာအလုံးဟာဒေါ်လာ300ဒန်ဒရုန်းတွေနဲ့ယူကရိန်းကဖျက်ဆီးခံရတာကိုမကြခင်မြင်ရတော့မှာပါဒါကစီးပွားရေးကိုတကယ်တိုးတက်အောင်မလုပ်ပေးပါဘူးရုရှားစီးပွားရေးကြောင်းပြောတိုင်းသူတို့ထုတ်ပြန်တဲ့စီးပွားရေးတိုးတက်မှုစရင်စရာတွေကြောင်းအမဲပြောကြပါတယ်ဟုတ်ပါတယ်စီးပွားရေးကတိုးတက်နေတာမှန်ပါတယ် GDP တိုးတက်မှုကြောင်းသူတို့လိမ်နေတာမဟုတ်ပါဘူးဒါပေမဲ့စီးပွားရေးဘယ်လိုတိုးတက်နေလဲဆိုတာကိုစဉ်းစားကြည့်ရအောင်ပါ ရုရှားစစ်ရုံတွေအားလုံးကိုကာကွယ်ရေးလုပ်ငန်းတွေစီပြောင်းလဲထားပါတယ်။ဒါကြောင့်ရုရှားကစစ်ပွဲအတွက်လိုအပ်တဲ့ပစ္စည်းတွေကိုပဲထုတ်လုပ်နေတာပါ။ဥပမာအနေနဲ့ဒေါ်လာတန်တရာတန်လေးရင်ဘုံကျဲလေးရင်တွေထုတ်လုပ်ခဲ့တယ်ဆိုပါလို့။ဒါကရုရှားရဲ့ GDP မှာပါဝင်သွားပြီးဒေါ်လာတန်တရာထုတ်လုပ်ခဲ့တယ်လို့ပြသနေပါတယ်။ဘုံကျဲလေးရင်တွေအကြောင်းနေမဟုတ်ပဲတင့်ကားတွေအကြောင်းပါပြောရအောင်။ရုရှားကအဟောင်းတင်ကားတွေကိုပြန်ပြင်နေပြီးတော့ဒါတွေကလည်း GDP တိုးတက်မှုကိုပြသနေပါဗျ ။ဒါပေမဲ့ဒီတင်ကားတွေဟာရှေ့တန်းရောက်တာနဲ့ဖြက်စီးခံရပါတယ်။ရုရှားမှာ GDP တိုးတက်မှုရှိနေပေမဲ့နိုင်ငံသားတွေကတော့စီးပွားရေးတိုးတက်မှုရဲ့အကျိုးကျေးဇူးကိုတကယ်မခံစားရပါဘူး။ဘာလို့လဲဆိုတော့ရုရှားကရေရှည်တည်တဲ့မဲ့ဘာကူမှဖန်တီးနေတာမဟုတ်လို့ပါပဲ။ဒုတိယချက်ကတော့ဘုံကျဲလေရင်တွေနဲ့ပတ်သက်ပြီးပြောရအောင်ပါ။ယူကရိန်းကသူ့ရဲ့ကုန်ကျစရိတ်နည်းနည်းလေးနဲ့ရုရှားရဲ့ GDP တိုးတက်မှုကိုဖျက်ဆီးနေပါဗျ ပင်ကူမြင့်စစ်စင်ရေး Operation Spider Web အကြောင်းပြောရအောင်။ယူကရိန်းဟာစစ်ပွဲကိုအဆင့်တစ်တခုစီရောက်ရှိအောင်လှုံ့ဆော်ခဲ့ပါတယ်။ပင်ကူမြင့်စစ်စင်ရေးကဒေါ်လာ1000တရာကျော်တန်ဖိုးရှိတဲ့လေယာဉ်ဒဇင်းကိုဒေါ်လာ600တန်ဒရုန်းနဲ့ဖျက်ဆီးနိုင်တယ်ဆိုတာကိုပြသခဲ့ပါတယ်။ဒါကဘယ်အရာမဆိုဒီလိုနည်းနဲ့ဖျက်ဆီးခံရနိုင်တယ်လို့ဆိုလိုတာပါပဲ။ဒါကကဘာကြီးကိုစစ်ရေးမဟာဗျူဟာကိုပြန်လည်စဉ်းစားသိပြီးစစ်ဘက်ဆိုင်ရာအဆောက်အုံတွေရဲ့အားအနေချက်တွေကိုသဘောပေါက်စေတယ်လို့ စစ်ပတ်ဆက်မှုလုပ်ငန်းဆိုင်ရာဦးစားပေးမှုတွေကိုလည်းပြန်လည်သုံးသပ်စေပါတယ်။ယူကရိန်းကဒါကို လုပ်ခဲ့တာပါ။ကျွန်တော်တို့ကရှင်သန်ရေးစစ်ပွဲတိုက်တိုက်နေရလို့လုပ်ခဲ့ရတာ။ကမ္ဘာအကြီးဆုံးနျူကလ িয়ার ဆွမ်းအားရှင်နဲ့ရှင်သန်ရေးအတွက်တိုက်နေရတာပါ။လက်နက်မလုံလောက်မှု ပိတ်ပင်မှုတွေကန့်သတ်ချက်တွေနဲ့လက်တစ်ဖက်ကို နောက်ပြန်ခြိထားပြီးတိုက်နေရတာပါလို့ယူကရိန်းကပြောခဲ့ပါတယ်။ယူကရိန်းကဘလောက်ပြည့်စည်မှုတွေလုပ်ခဲ့တယ်ဆိုတာထက်တွေ့ရင်ဒီစစ်စင်ကြီးဟာတကယ်ကိုကြီးမားတဲ့အောင်မြင်မှုပါ။ လူတိုင်းကလိမ်ဖို့သူ့အကြောင်းပြချက်နဲ့သူရှိပါတယ်။ရုရှားကပျက်စီးဆုံးရှုံးမှုကိုရှော့ပြောခြင်းပြီးယူကရိန်းကတော့ပုံပြီးချက်ကားပြောခြင်းတာပါပဲ။ယူကရိန်းသတင်းရင်းမြစ်အချို့အရပထမဆုံးနေ့မှာဒေါ်လာ9ဘီလီယံပို့လောက်ဘုံကျဲလျင်တွေဖျက်ဆီးခံရခဲ့ရတယ်လို့သိရပါတယ်။ဒါပေမဲ့ရုရှားသတင်းရင်းမြစ်တွေအရတော့ဘုံကျဲလျင်နှစ်ဆင်းပဲပျက်စီးခဲ့တာပါ။ဒါကြောင့်နှစ်ဖက်စလုံးမှာသူတို့ရဲ့ကိုပိုင်အကြောင်းအရာတွေရှိနေတာရှင်းပါတယ်။ဒီနေရာမှာဂျိုဒူပုံရိပ်တွေကအများကြီးကူညီပေးနေပါတယ်။ ရေဒီယိုလီဘာတီကယူကရိန်းပြစ်မှတ်ထားခဲ့တဲ့ဆိုက်ဘေးရီးယားကလေတက်စခန်းတစ်ခုရဲ့ဓာတ်ပုံတွေကိုထုတ်ပြန်ခဲ့ပါတယ်။အ ਨੇ စုံမဟာဗျူဟာမြောက်ဘုံကျဲလီရင်စက်တစင်း TU95 Ice ခုနှစ်စင်း TU20 MS3 လေးစင်းပျက်စီးခဲ့တယ်လို့တွေ့ရပါတယ်။ဒါအပြင် A12 တယ်ယူပို့ဆောင်ရေးလေးရင်တစ်စင်းလည်းထိခိုက်ခဲ့ပါတယ်။ဒါကလေတက်စခန်းတစ်ခုလေပါ။ဒါကြောင့်အပျက်စီးအများစုကဒီစခန်းမှာဖြစ်ခဲ့တာပါ။ ယူကရိန်းကတခြားစခန်း၃ခုကိုလည်းတိုက်ခိုက်ခဲ့တာကြောင့်တခြားလေတဲ့စခန်းတွေကိုပါထည့်တွက်မယ်ဆိုရင်ရုရှားဟာလေရင်တွေပုံမဆုံးရှုံးခဲ့နိုင်ပါတယ်။ဒီတိုက်ခိုက်မှုဟာရုရှားရဲ့အာတိတ်အတ္တလန်တိတ်ယူကရိန်းဥရောပနဲ့ပစိဖိတ်တို့မှာအင်အားပြနိုင်စွမ်းကိုကျဆင်းစေမှာပါ။ဒါဟာကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ပြီးကြီးမားတဲ့ထိုးနှက်ချက်တစ်ခုပါပဲ။1942ခုနှစ်ဇွန်လ22ရက်နေ့မှာနာဇီဂျာမနီဆိုဗီယက်ယူနီယံရဲ့မဟာမိတ်ဟောင်းကဆိုဗီယက်ယူနီယံကိုကျူးကျော်ခဲ့တဲ့နောက်ပိုင်း ရုရှားရဲ့အကြီးမားဆုံးဆုံးရှုံးမှုပါပဲ။ဒါဟာတကယ်ကိုကြီးမားပါတယ်။ရုရှားရဲ့နျူကလ িয়ার တားဆီးရေးအတွက်အသုံးပြုတဲ့မဟာဗျူဟာမြောက်ဘုံကျဲလေယာဉ်တွေရဲ့အနည်းဆုံး34ရာခိုင်နှုန်းဟာဖျက်ဆီးခံခဲ့ရပါတယ်။ဒီဘုံကျဲလေယာဉ်တွေဟာထုတ်လုပ်မှုရပ်ဆိုင်းသွားပြီဖြစ်တဲ့ဆိုဗီယက်ခေတ်ဟောင်းဘုံကျဲလေယာဉ်တွေလို့ယူဆရပါတယ်။ဒါကြောင့်ဘလို့ပျက်စီးမှုမျိုးမဆိုပြန်ပြင်လို့မရပါဘူး။ဘာလို့လဲဆိုတော့သူတို့မှာအဲ့ဒီပျက်စီးတွေကိုထုတ်လုပ်ဖို့ထောက်ပံ့ရေးခွင့်ဆက်မရှိတော့လို့ပါ။ ရုရှားမှာဓာရီကိုပြုပြင်ဖို့စွမ်းရည်မရှိပါဘူးဓာရီဟာပုံမှန် ထုတ်လုပ်နေတဲ့ပစ္စည်းတွေမဟုတ်ပါဘူးဆိုဗီယက်ခေတ်ကအကန့်အသတ်နဲ့ထုတ်လုပ်ထားတာတွေပါဒီလိန်တွေကိုပြန်လည်မုံမှန်ဖို့တခါတလေ10စုနှစ်တခုကျော်လောက်အချိန်ကုန်ခံခဲ့ရပါတယ်ဓာရီကိုတပတ်အတွင်းပြန်တည်ဆောက်လို့မရပါဘူးသူတို့မှာအစိပ်ပိုင်းတွေပြန်တက်စင်နိုင်စွမ်းရည်မရှိပါဘူးအခုဆိုရင်ရုရှားပြည်သူတွေရဲ့စစ်ပွဲပေါ်ခံသားချက်ရုရှားရဲ့စီးပွားရေးအခြေအနေနဲ့ ယူကရိန်းရဲ့ထိရောက်တဲ့ drone တိုက်ခိုက်မှုတွေအကြောင်းကိုရှင်းရှင်းလင်းလင်းနားလည်သွားပြီလို့ထင်ပါတယ်။စစ်ပွဲကသူတို့ဘဝတွေကိုဘယ်လိုရိုက်ခတ်နေလဲ။ Kremlin ရဲ့အတွင်းပိုင်းအာဏာလွန်ဆွဲပွဲတွေဘယ်လိုဖြစ်နေလဲ။ NATO ရဲ့အံအားသင့်စရာဆုံးဖြတ်ချက်အစ်တွေကဘာတွေလဲဆိုတာတွေကိုလည်းနားလည်သွားလောက်ပါပါ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။